ငလင်ပေအထွတ်အလူငွေဒိန်းတောင်းချီရှိနေပေမဲ့မမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့်ဝေဖန်မှုမြင့်တက်နေရတဲ့အခိုင်အင်းဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီမော်စီ Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ မက်လာ28ရက်နေ့ငလင်လှုပ်ပြီးတနာရီလောက်အကြာမှာပဲခန်းနေဝေကဒူမာပရိုက်တာအတင်ရဲ့ရန်ပုံငွေရနေရန်ပုံငွေသိန်း1000ကို မတီလာကြအောင်ကြေညာခဲ့တယ်။ခန်းနေဝေကအနုပညာရှင်တယောက်ဖြစ်တယ်လို့မီဒီယာတိုင်းရဲ့စောင့်ကြည့်ခြင်းခံရတဲ့သူတယောက်ဖြစ်ပါတယ်။ဒါကြောင့်မို့အနုပညာရှင်တွေကလည်းသူတို့လူရာကိုလူအများသိပြီးတော့ဂုံတဲ့င်းတက်ရစေဖို့အတွက်ခန်းနေဝေစီမှာသာအလူငွေတွေစုပြုံပြီးတော့ထည့်ပေးကြပါတယ်။အနုပညာရှင်တွေမှာဒိဋ္ဌိကျဲချမ်းသာသူတွေဖြစ်တဲ့ဝင်းမုံရွှေရီတို့ကအစခန်းနေဝေစီမှာ ိန်းပေါင်းတထောင်ကျော်ကိုအလူငွေထည့်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အနုပညာရှင်တွေကလည်းစုပေါင်းပြီးတော့ထဲကြကခန်းနေဝေကဘယ်အနုပညာရှင်ကတော့ဘလောက်ဆိုပြီးတော့ကြေညာခဲ့ပါတယ်။ဒါအပြင်တခြားပတ်စံရှိအတိုင်းဝိုင်းတွေကလည်းခန်းနေဝေစီမှာလူကြားတဲ့အတွက်ငလင်လှုပ်ပြီးဆယ်ရက်အကြာမှာပဲခန်းနေဝေစီမှာအလူငွေသိန်းပေါင်း9000အထိရှိသွားပါတယ်။သိန်းပေါင်း9000ဆိုတာနည်းပမာဏတခုမဟုတ်သလိုဘယ် brighter အသင်းမှအောက်ခံပေးနိုင်တဲ့ပမာဏမဟုတ်ပါဘူး။တခြား brighter အသင်းတွေကလည်းငလင်ပေးအ တွက်တကယ်ကြိုးစားပြီးတော့ကောက်ခံပေးနေပေမဲ့ခိုင်နှင်းဝေလောက်အများပြားတဲ့ပမာဏအောင်မရကြပါဘူး။ဒါကြောင့်မို့လဲလူအများကခိုင်နှင်းဝေမှာရှိတဲ့အလူငွေပမာဏကငလင်ပေးမှာဆုံးရှုံးသွားတဲ့သူတွေအတွက်ထိရောက်မှုတွေရှိလာနိုင်တယ်လို့အပြေအဝယုံကြည်ထားပါတယ်။တချို့ကလည်းခိုင်နှင်းဝေဘက်ကမထိရောက်တဲ့နီလန်းနေလှူလိုက်မိမှာကိုစိုးရိမ်နေကြပါတယ်။စိုးရိမ်ထားသလိုပဲခိုင်နှင်းဝေရဲ့လူဒန်းမှုကလွဲချုံနေတဲ့ပုံစံတချို့အစတင်ဖြစ်လာခဲ့ပါတယ်။ခိုင်နှင်းဝေကငလင်ပေးအတွက်လှူတဲ့အချိန်မှာတကယ်ဖြစ်နေတဲ့ဒေတာကိုသွားပြီးတော့လှူပေးနေ တာဖြစ်ပါတယ်။လူနေတဲ့အကြောင်းကိုလည်းမီဒီယာတွေခေါ်ပြီးတော့ချပြလို့နေတာပါ။ဒါပေမဲ့ခန်းနေဝင်လူတဲ့နေရာမှာတအိမ်တက်တအိမ်ဆင်းလူတာမျိုးမဟုတ်ပဲအလူငွေတွေကိုရက်ွက်ရုံးဟောတာအတဲ့ပုံစံမျိုးဖြစ်ပါတယ်။ငလင်ပေးကြောင့်ဒုက္ခရောက်နေရတဲ့သူတွေအနေနဲ့ရက်ွက်ရုံးမှာဆင်းလာပေးကြရမှာပါ။ရက်ွက်ရုံးကကောက်ခံပေးထားတဲ့ဆင်းရင်အတိုင်းခန်းနေဝင်ကငွေပုံကြီးကိုမဲတဲ့ပိုင်းအတွင်ဖြုံးပြီးတော့လူတန်းပေးလိုက်မှာပါ။ပေးခဲ့တဲ့ရက်မှာလည်းခန်းနေဝင်က ြေမနာမြို့နယ်ကရက်ွက်အုပ်ချုပ်ရေးမှုနဲ့ရှာအိမ်မှုတို့ပြိုပြက်စင်းပေးထားတဲ့အင်ဂျီ185အိမ်အထွက်ကိုငွေကျပ်သိန်းပေါင်း4000ဝန်းကျင်ကိုလူဒန်းပေးခဲ့ပါတယ်ဆိုပြီးတော့အသိပေးလာခဲ့ပါတယ်ရက်ွက်ရုံးကကောက်ခံပေးတဲ့သူတွေကိုသာဘုံကြီးเจ้าမှာတန်းစီစနစ်နဲ့လူဒန်းပေးခဲ့တာဖြစ်ပါတယ်အဲဒီ post အောက်မှာပြေမနာမြို့ကငလင်ပေးချောင်းနဲ့နာသူအများအပြားဟာခိုင်နှင်းဝေလူဒန်းပေးလိုက်တဲ့အင်ဂျီပေါင်း185ထဲမှာသူတို့မပါကြောင်းလာပြီးတော့ဖော်ထုတ်ကုန်ကြပါတယ်ရက်ွက်အုပ်ချုပ်ရေးမှုတွေကအိမ်တစ်ခုလုံး ံဖြိုကြတာကြောင့်စည်ရင်မထည့်ပေးကြအောင်လာထုတ်ပြောတာပါဒါကိုခိုင်နေဝေကကွန်မန့်အလုံးကိုဖြတ်လိုက်ပါတယ်ဒါအပြင်တအိမ်စီလိုက်ဝေပေးနေရတာက ဘလုံးမကိုအဆင်မပြေကြောင်းတုံ့ပြန်ခဲ့ပါတယ်။လူအများကတော့ခန်းနင်းဝေးကအလူငွေများပေမဲ့မှန်ကန်တဲ့နီလဲမရှိတဲ့သူတရားအဖြစ်အပြင်းထန်ဝေဖန်နေကြပါတယ်။ငလင်ပေးအတွက်အလူငွေသိန်းသောင်းချီရရှိနေပေမဲ့မမှန်ကန်တဲ့ဆုံးဖြတ်ချက်ကြောင့်ဝေဖန်မှုမြင့်တက်နေရတဲ့ခန်းနင်းဝေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။